ပြည်မြလိပွဲစဉ်လေးဖြစ်ကူဟန်ကလီယူနိုက်တက်ကိုအင်ကွင်းခရာဗန်ကော့တေ့ချ်မှာလက်ခံပြီးတော့ရှင်ပြန်ကစားသွားမှာပါဒီအဒီအမှတ်ပေး၃ပွဲကစားပြီးရမှာဘူဟန်တို့နိုင်ပွဲမရသေးပဲနဲ့၂ပွဲတည်းတပွဲရှုံးရမှတ်၂မှတ်နဲ့အဆင့်၁၈မှာရပ်တည်နေရပါတယ်မိဗျမာကိုဆေးပါအနေနဲ့ကူဟန်သင်းကို2021တည်းကစတဲ့တာဝန်ယူခဲ့ပြီးတော့2022ဘောလုံးရသည်မှာ ချန်ပီယံရှစ်ကနေပရီးမီးယားလိဂ်ကိုပြန်လည်တက်လန်းနိုင်အောင်ဆွတ်တင်ပေးခဲ့ပါတယ်။တင့်တော်တဲ့ကစားသမားဖြစ်တင်မှုတွေပြုလုပ်ခဲ့ပြီးတော့300ရာသီဇက်ပရီးမီးယားလိဂ်ရဲ့ကစားအကောင်နဲ့အလဲလဲအသင်းဖြစ်ပုံပေါ်ထားတာကိုတွေ့ရပါတယ်။အပွင့်ပွဲစဉ်ဘရိုက်တန်ကွင်းမှာတကိုးစီတည်မန်ယူအိမ်ကွင်းမှာတကိုးစီတည်ကြပြီးတော့ချယ်ဆီကွင်းမှာနှကိုကိုမီဆိုတဲ့ရလနဲ့ရှုံးခဲ့ပါတယ်။ပြိုင်မကောင်းတွေနဲ့ဇက်တိုက်ရင်ဆိုင်ခဲ့ရတာကြောင့်ဖူဝန်တို့အပွင့်မလဖြစ်ခဲ့ရတယ်လို့ဆိုရမှာပါ။ ကာရာဘောင်ဖလားပြိုင်ပွဲမှာတော့အင်ကွင်းမှာ Bristol City ကိုနှကုန်းကုန်းပြီဆိုတဲ့ရလနဲ့အနိုင်ယူပြီးတော့ဖူဟန်တို့တတိယဆင့်ကိုတန်လန်းနိုင်ခဲ့ပါတယ်။ဒီရာသီဖူဟန်ရဲ့အမှတ်ပေးလိဖြတ်သန်းမှုကရလပိုင်းရအားရစရာမကောင်းသေးပေမဲ့ကစားပိုင်းအနေနဲ့တော့ Brighton နဲ့ပွဲစဉ်မှာဘောလုံးပိုင်ဆိုင်မှု90ရာခိုင်နှုန်းကိုပေါက်တဲ့ချင်းချောင်းနိုင်မှု2ကြိမ်၊ Manchester နဲ့ပွဲစဉ်မှာဘောလုံးပိုင်ဆိုင်မှု52ရာခိုင်နှုန်းကိုပေါက်တဲ့ချင်းချောင်းနိုင်မှု4ကြိမ်၊ Chelsea နဲ့ပွဲမှာဘောလုံးပိုင်ဆိုင်မှု46ရာခိုင်နှုန်း ိုးပေါက်တဲ့ချင်းချောင်းနိုင်မှု၃ညိတိရှိခဲ့ပြီးတော့အပြန်လန်ဖိအားပေးနိုင်ခဲ့တာကိုတွေ့ရမှာပါပြီးခဲ့တဲ့ရာသီဖူဟန်ရဲ့အမှတ်ပြဖြတ်သန်းမှုကိုပြန်ကြည့်ရင်အင်ဝင်း၁၆ပွဲကနေ၂၉မှတ်ရယူနိုင်ခဲ့ပြီးတော့ဝေကင်း၁၉ပွဲမှာ၁၈မှတ်သာရနိုင်ခဲ့ပါတယ်ဒါ့အပြင်အင်ဝင်းပွဲစဉ်တွေမှာနိုင်ဝဲပို့ချနိုင်ပြီးရမှတ်တွေပူစုဆောင်းနိုင်တယ်လို့သတ်မှတ်ရမှာဖြစ်ပါတယ်ဒီ United ကတပွဲနိုင်တပွဲသီးတပွဲရှုံးရမှတ်၄မှတ်နဲ့အဆင့်ဆက်နဲ့မှာရပ်တည်နေပါတယ် အိမ်ဝင်းမှာအေဗာတန်ကိုတကူကုန်ပြီဆိုတဲ့ရလက်နဲ့အနိုင်ယူထားပြီးတော့နယူကာဆင်နဲ့ဂိုးမရှိသေးကြတာပြီးအာဆင်နယ်ကိုတော့ဝေးကွင်းမှာ၅ဂိုးပြတ်ဆိုပြီးအရင်နေထားပါတယ်ကာရာဘောင်ပလာဒူရီယာဆင်မှာလည်းရှက်ဖီဝက်နက်စ်ဒေးကွင်းမှာပနတီအဆုံးပြတ်နဲ့ရှုံးနေပြီးတော့လီယူနိုက်တက်ကိုပြန်ပွဲရထွက်ခွာခဲ့ရပါတယ်လီယူနိုက်တက်တို့ဒီအားဒီအမှတ်ပေးပွဲ၃ပွဲကစားပြီးချိန်ဒီအိမ်ဝင်းကစားကောင်းပြီးတော့ဝေးကွင်းလောဝါနှုံတိတ်ပြီးတော့မကောင်းတဲ့အခြေအနေမှာရှိနေပါတယ်လီယူနိုက်တက်အသင်းကြီးဒန်နီယယ်ဖာကီနီနဲ့ချန်ပီယံရှစ်မှာဖျက်ဆီးခဲ့တဲ့ပုံစံတိုင်း အငွင်းပွင့်စင်းတွေမှာရက်လက်ကောင်းမှုပိုအားထုတ်ပြီးတော့အဝေးဝင်းမှာတော့ခန်းစစ်ပိတ်တံပြန်တိုက်စစ်စင်မဲ့နီးပြူဟာနဲ့ချင်းကပ်ဖို့ရည်မှန်းထားပုံပါပဲဝေးဝင်းစန်းဆောင်ရင်အားရစရာမကောင်းတဲ့အနေအထားမှာအဓိကကိုယ်တမလူကတ်စ်ပယ်ရီအထားရတဲ့ကွင်းလဲလူတွေဖြစ်တဲ့အမ်ပါတူနဲ့တာနာကာတို့ဒဏ်ရာပြဿနာကြုံတွေ့နေရတာလည်းဒီယူနိုက်တက်အတွက်ကြီးမားတဲ့ထိုးနှက်ချက်တရအဖြစ်ရှိနေပါတယ်ဒီပွဲစဉ်အတွက်ဖူဟန်ကလေဗယ်တရာရှုံးအကျိုးပေးထားပြီးတော့ဂိုးပေါင်းစရာနှစ်နှုတ်တရာဆိုပြီးဖွင့်လှစ်ထားပါတယ် ွန်ဟဲကြော်ပြထားမှုပြောင်းလဲသိမ့်မရှိဘဲနဲ့ဂိုပေါင်းစီကတော့ဝင်ရိုးတဆင့်ကြာဆင်းလာတာကိုတွေ့ရပါတယ်။ဂိုပေါင်းစီပြောင်းလဲရလဲဖွန်ရဲ့ကံပြီးသမျှလေးပွဲစလုံးဂိုးနဲ့ဖြစ်ထားမှုအဝေးဝင်းမှာခံဆက်လေးပင်းရင်ဆိုင်မဲ့လီယူနိုက်တက်ရဲ့ဇယိုက်လက္ခဏာတွေကြောင့်ထူးခြားလုံးတယ်လို့သတ်မှတ်လို့မရပါဘူး။2022 23ဘောလုံးရာသီကလီယူနိုက်တက်ကိုအခန့်ခဲ့တဲ့အနည်းဆုံးအင်္ဂင်းပွဲစဉ်နှစ်ပွဲမှာပူဟန်က0ဝင်ရိုး0.5ဝင်ရိုးတွေနဲ့သာကြောပေးခဲ့ပြီးတော့နှစ်ဂိုးကိုမရှိနှစ်ဂိုးတကိုးဆိုတဲ့ရလဒ်တွေနဲ့နှစ်ပွဲစလုံးကိုနိုင်ရထားပါတယ် ဆိုရရင်ဖူဟန်ရဲ့အကြောပေးမှုမှန်ကန်တယ်လို့သတ်မှတ်ရမှာဖြစ်ပါတယ်။ဒီအားတွေကိုကြော်လွန်ဖို့နိုင်မဖြစ်နေရှာမဲ့အချိန်မှာငယ်နိုင်လိုအသိဖြစ်တဲ့ Lee United နဲ့ဆုံတွေ့လာတဲ့ခွင့်ကောင်းကိုဖူဟန်တို့လက်လွတ်ခံမှာမဟုတ်ပါဘူး။ဒါကြောင့် Craven Cottage မှာအမပေးနိုင်မွဲစတင်ရယူပြမယ်ဖူဟန်နဲ့စနေညကိုပြသမှုကြံပြုလို့ပဲ။